စပါတင်ဟာဘရာဖို့အတင်တိုက်စစ်မှုအန်ဘူမိုကိုခေါ်ယူဖို့စိတ်ဝင်စားနေတယ်လို့ BBC Sport ကဖော်ပြခဲ့ပါတယ်။စပါတင်ကဘရာဖို့အတင်နေပြတောမတ်စ်ဖရန့်ကိုနေပြတဲ့ဖြစ်ခန့်အပ်ပြီးနောက်အခုလိုသတင်းတွေထွက်ပေါ်လာတာပါ။ပြင်သစ်ဖော်ကင်မရွန်လွေရေးစေအန်ဘူမို25နှစ်ဟာပြီးခဲ့တဲ့ရာသီပရီးမီးယားလီဂ်မှာဂိုး20သွင်းယူပေးခဲ့ပါတယ်။အခုလအစောပိုင်းမှာမန်ချက်စတာယူနိုက်တက်အတင်းကပေါင်55သန်းအက်ထရွန်ပေါင်10သန်းနဲ့ကန်လန့်ခဲ့တယ်လို့သိရပါတယ်။ဒါပေမဲ့ဘရာဖို့အတင်ကပြောင်းရွှေ့ခြင်းအပေါ်လို့ရှိနေလို့ နှစ်ဖက်သဘောတူညီမှုမရခဲ့ပါဘူး။စပါတင်ဟာအမ်ပူမိုကိုတရားဝင်ကဲလန်းပွဲရှိနေပြီးချန်ပီယံလိဝင်ခွင့်ရတခြားကလပ်တချို့ကလည်းသူ့ကိုစိတ်ဝင်စားနေကြပါရယ်။အမ်ပူမိုရဲ့စာချုပ်မှာရော်ကြီးမပါဝင်ပဲတနစ်တတန်ကြံရှိနေပြီးတနစ်တတန်တိုးခွင်လည်းထည့်သွင်းထားပါရယ်။၎င်းဟာ2019ခုနှစ်မှာလီဂူးနှစ်ကလပ် Tries အသင်းကနေရောက်လာပြီးပြိုင်ပွဲစုံ242ပွဲကစားကဂိုး80သွင်းခဲ့ပါရယ်။